အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာမူးကုန်းမျိုးကိုမြန်မာတက်မလို့ရောက်ပြီးစီရှုံးနေတဲ့မန်လီ PDF နဲ့ဘလောက် TNL အကြောင်းလတ်တလောမတ္တရာစီရဲ့အခြေအနေစတဲ့အကြောင်းကိုပြောပြလာတဲ့ကို True မောင်ရဲ့ဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာပထမဆုံးအနေနဲ့မဒရာမှာရှိနေတဲ့စီရဲ့အခြေအနေကိုအရင်ဆုံးတင်ဆက်ပေးသွားချင်ပါတယ်ဒါကတော့ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ25ရက်နေ့မှာစတင်ခဲ့တဲ့တက်တော်ညာနှစ်ကွန်စစ်စင်ဒုတိယပိုင်းအတွင်း ပလောင်လက်နက်ကိုင်တပောင် DNL ရဲ့လက်နက်တက်ဆင်ပေးမှုဒီစားနေရိတ်ခါနဲ့ခရင်ထောက်ပံ့ပေးမှုတွေနဲ့အတူ AR မြင့်ရဲ့အရှိတ်ဘက်ချမ်းမှာရှိနေတယ်။မန္တလေးတိုင်းရဲ့ဘက်ချမ်းမှာရှိနေတယ်။မုံကုတ်မတရားစင်ကိုတကျော်လုံးကိုမန္တလေး PDF ကဥဆောင်ပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲလိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ဒီမတရားပတ်ဝန်းကျင်ထိလည်းမန္တလေး PDF နဲ့အပေါင်းအပါတွေလာရောက်စုဖွဲ့မှုတွေပြုလုပ်ပြီးတော့စင်ကိုလက်ပံလာတဲ့ကျော်နယ်ဝါဖြူတော်တပေချင်းဖော်တော်လန်းစုံတလျှောက်လုံးကိုအကြမ်းဖက်သမားတွေကလာရောက်တိုက်ခိုက်ထိန်းချုပ်ပြီးတဲ့နောက်ခြေတွင်းနဲ့အားလုံးကိုလဝဲကြီးအုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့အခုနိုဝင်ဘာ24ရက်နေ့မှာပဲတမရော်ကမဒရာတနေလုံးကိုတိုက်ခိုက်သိမ်းပတ်လိုက်ပြီးဖြစ်တဲ့အတွက်မဒရာကျောင်းမှာစုဖွဲ့လှူရှားနေတယ်မန္တလေး PDF မဒရာပကဖဆင်ကူပကဖနဲ့သပိချင်းပကဖအပါအဝင် ARM ရဲ့အနောက်ဘက်ခြမ်းမှာရှိနေတဲ့ရွှေလာခုတ်တူးနေတဲ့အဖွဲ့တွေအားလုံးဝန်ရောင်းစိတ်ဝင်ပြီးစေရေးလှူရှားနေတယ်မဒရာတကျောလုံးမှာတမရော်ကပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီးဖြစ်ပါတယ် ။ဒါမှမဟုတ်ကနိုဝင်ဘာ24ရက်နေ့ကပဲဒီမရီယာနဲ့စင်ကူအဆက်မှာရှိနေတဲ့ပက်လေအင်ရွာကိုပြန်လည်ပြီးတော့ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ပက်လေအင်ရွာကိုထိန်းချုပ်လိုက်ပြီးဖြစ်ပြီးတဲ့နောက်မနေ့ကနိုဝင်ဘာ25ရက်နေ့မှာပဲမရီယာနဲ့စင်ကူတကြောလုံးမှာရှိနေတဲ့အကြမ်းဖက်သမားစုဖွဲ့နေရာတွေကိုဆက်လက်ပြီးနေမရှင်လေးဆောင်ရွက်လျက်ရှိပါတယ်။ပြီးခဲ့တဲ့ဒီနိုဝင်ဘာ14ရက်နေ့ဝင်းကျင်ကလေးကပဲဒီတက်မလို့စစ်ကြောင်းတွေကရင်းနှီးသားလန်းစုံပြီးလို့ရှိရင်နိုဝင်ဘာပထမပတ်ကလေးကအင်ဂျင်မြိုင်နောက်ပြီးတော့ဒီဆယ်တော်ကြီးတကြောလုံးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ် ။ဒါအပြင်ပြီးခဲ့တဲ့ရက်ကလည်းဇကျင်းမှာအခြေပြုထားတဲ့တမတော်စစ်ကြောင်းတွေကတော့ရောက်ဆိုသလိုစစ်မျက်နှာပေါင်းစုံကနေနေမြရှင်လေးပိုက်စိတ်တိုက်ဆောင်ရွက်လာတာဖြစ်တဲ့အတွက်မန္တလေး PDF နဲ့အပေါင်းပါတွေ AR မြစ်ကိုကြားခံပြီးတော့သခိုင်းနဲ့မန္တလေးဘက်ချမ်းမှာစီးရေလှရှားမှုပြုလုပ်နေတယ်၊စက်ကြီးကောက်နေတယ်။ပုံသွေးရေးကိုအကြောင်းပြပြီးတော့ရမုံငွေရှာတော်လန်ရေးရမုံငွေအနေနဲ့အသုံးပြုနေကြတဲ့အဖွဲ့တွေအားလုံးရဲ့စုမိုးထားရနေရကိုတမတော်ကပြန်လည်တိုက်ခိုက်သိမ်းမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်သိမ်းမှတ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်အကြံဖက်သမားတွေစုမိုးထားတဲ့စင်ကူလက်ပံလာတဲ့ကျော်လုံးကိုလည်းတမရော်ကဒီနေ့နိုဝင်ဘာ26ရက်နေ့မှာပဲစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာပထမပတ်ကလေးကဒီစင်ကူးအေရီးယားတကျော်လုံးမှာရှိနေတဲ့အကျန်းဖက်သမားတွေကိုနေမရှင်ကြီးဆောင်ရွက်ဖို့ပြင်ဆင်ပြည့်ရရှိပြီးတော့ဒီနှက်ကြီးစင်စကြင်ပဝင်းကျင်ကလည်းစစ်ကြောင်းထိုးစစ်ကြရလာတာရှိတယ် မိုးကုတ်မရေရလမ်းပိုင်းကနေဒီကျမ်းတော်ရဲ့ပင်မစစ်ကြောင်းကြီးကအနေမရှင်နေဆောင်ရွက်နေတာရှိတယ်လို့ဆယ်တော်ကြီးပတ်ဝန်းကျင်မှာရှိနေတဲ့ဒီအင်ဂျင်မြိုင်ဆယ်တော်ကြီးတကြောမှာနေမရှင်လေးဆောင်ရွက်နေတဲ့တမတော်စစ်ကြောင်းတွေကလည်းအကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေကိုတောက်လျှောက်ဆိုလို့နေမရှင်လေးဆောင်ရွက်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ဒီစင်ကူးနေတဲ့ဒီတမတော်စစ်ကြောင်းတွေကနေမရှင်လေးဆောင်ရွက်နေတာဖြစ်ပြီးအနည်းဆုံးစစ်ကြောင်းကြီး၃ကြောင်းထက်မနည်းကပိုက်ဆိတ်တိုက်ပြီးတော့ရင်မောင်းတန်းရှင်လင်းလျက်ရှိတယ်လို့သိရပါတယ်။ အခုဆိုရင်တော့ဓမ္မရောကပြန်လဲထိန်းချုပ်လိုက်တဲ့စင်ကူဒီမတရားအဆက်ကနေလက်ပံလာလမ်းဆောင်ထိတွက်ကြည့်မယ်ဆိုလို့ရှိရင်73မိုင်ကျော်74မိုင်ဝန်းကျင်သာရှိပါတော့တယ်ဒါကဒီပြည်တော်စုလမ်းမကြီးကသွားရင်73မိုင်ကျော်74မိုင်ဝန်းကျင်ရှိတာဖြစ်ပါတယ်အတဲအတိုင်းအဖြောင်းတိုင်းတဲမယ်ဆိုရင်တော့10မိုင်ကျော်အကွာအဝေးသာရှိပါတယ်ဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်ဒီရကန်းစင်တောင်ရှိမယ်အဲဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်တော့ညောင်ဝင်းရွှေပြည်လမ်းစုံတို့ရှိမှာဖြစ်ပါတယ် ချွေပြည်ကဒီမိုးကုတ်မတရားလမ်းကြောင်းကြီးပေါ်မှာအဓိကကြားတဲ့ရွာကြီးတွေရွာလို့ဆိုရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကတမရုံကပြန်လဲတိုက်ခိုက်သိမ်းပတ်လိုက်တဲ့တန်ငါရွာလိုမျိုး၊ရင်းနသာရွာလိုမျိုးစက်ကြီးကိတ်ကြီးအကြီးဖွင့်ထားတဲ့လမ်းမကြီးပေါ်မှာတည်ရှိပြီးတော့အတွင်းထဲမှာရှိနေတဲ့ထုံကြီးတိုက်တဲ့အထိချိတ်ဆက်ထားတဲ့နေရာတွေဖြစ်ပါတယ်။ထုံကြီးကိုရောက်ဖို့ဆိုလို့ရှိရင်ဂျားမာတောင်အင်းဆဲတဲ့စတဲ့ရွာတွေရှိပါသေးတယ်။ထုံကြီးတိုက်နေဆိုတာက ERI မြေကန်နက်မှာရှိပြီးတော့အနောက်ဘက်ကဒီရွှေဘိုဝက်လက်တကြောက PDF တွေနဲ့ချိတ်ဆက်မှုတွေပြုလုပ်နေတယ် ထုံကြီးတိုက်နယ်ဖြစ်တဲ့အတွေ့တိုက်နယ်ဆေးရုံလည်းရှိပြီးတော့တမတော်ရဲ့လေကြောင်းတိုက်ခိုက်မှုနေမြရှင်လေးဆောင်ရွက်မှုတွေအတွင်အကြမ်းဖက်သမားတွေလာရောက်စုဖွဲ့ပြီးဆေးကုသမှုပြုလုပ်နေတဲ့နေရာတွေဖြစ်ပါတယ်။တို့ဒီနေရာတွေကိုမကြခင်တမတော်ကနေမြရှင်လေးဆောင်ရွက်တော့မှဖြစ်တဲ့အတွေ့မဒရာတကြောလုံးမှာဆေရှုံမှုစုခွာသွားရတဲ့မန္တလေး PDF မဒရာပကဖအပါဝင် local PDF တွေအားလုံးကစင်ကူးနေတဲ့ကိုဒီဇောင်းကနေလွှတ်လိုက်တဲ့နွားတွေလို online ကျင်းလိုက်ဆစ်ဆောင်သွားကြပြီဖြစ်ပါတယ် ဒီအကြမ်းဖက်သမားတွေကဆစ်ဆောင်သွားကြတာတွေကိုဒီဒေသခံမိဘပြည်သူတွေဆစ်ဆောင်သွားကြတယ်ဆိုပြီးတော့နာမည်ခံပြီးတော့ပြောင်းရွှေ့မှုတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။အကြမ်းဖက်တွေနဲ့အကြမ်းဖက်အပီမီဒီယာတွေကတော့တမရော်ကမီဒီယာတကြောလုံးကိုတိုက်ခိုက်တင်ပတ်လိုက်ပြီးဖြစ်တဲ့အတွက်စစ်ဘေးရှောင်အရေးအတွက်၄000ခွဲကနေ9000ကျားရှိပြီးတော့စားနပ်ရိက္ခာလိုအခြေအနေမြင့်တက်နေတယ်။တမရော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အကြမ်းဖက်သမားတွေထိခိုက်ဒေဆုံးမှုတွေမြင့်မှုပြမဲ့ဒေသခံမိဘပြည်သူတွေဒေဆုံးမှုတာမြင့်တက်နေတယ်ဆိုပြီးတော့သတင်းတို့သတင်းမှားတွေထုတ်ပြန်နေစေဖြစ်ပါတယ်။ အခုဒီနိုဝင်ဘာလထဲမှာ26ရက်နေ့တိကြည့်မယ်ဆိုလို့ရှိရင်လည်းနိုဝင်နေ့ကရွှေပြည်မှာရှိတဲ့အကျံဖက်သမားတွေစုဖွဲ့နေတဲ့နေရာကိုလည်းကြောင်းတိုက်ခိုက်ခဲ့တယ်။နိုဝင်ဘာ12ရက်နေ့မှာလည်းဒီမလယ်ဒေါ်မှာရှိနေတဲ့အကျံဖက်သမားတွေစုဖွဲ့နေရာကိုလည်းကြောင်းတိုက်ခိုက်ခဲ့တယ်။နိုဝင်ဘာ20ရက်နေ့ကလည်းနကြီးစင်မှာရှိနေတဲ့အကျံဖက်သမားတွေရဲ့စုဖွဲ့နေရာကိုဇကြင်မှာရှိနေတဲ့တမတော်စစ်ကြောင်းတွေကလက်နက်ကြီးနဲ့ပစ်ခတ်ပြီးအကျံဖက်သမားတွေစုဖွဲ့မှုကိုရှင်းလင်းခဲ့ပါတယ်။ဒီနဲ့ကြီးစင်စာတင်ကြောင်းနဲ့ပတ်သက်ပြီးအကြံဖတ်သမားတွေရဲ့တင်ထုတ်ပြန်မှုမှာလည်းအပြစ်မဲ့အယက်သားတွေထိခိုက်တိုက်ဆုံးခဲ့တဲ့ဓာတ်ပုံတွေကိုသာပြသခဲ့ပါတယ် ဒါပေမဲ့အကျန်းဖက်သမားတွေထုတ်ပေါ်ပြသခဲ့တဲ့ဗီဒီယိုနဲ့မှတ်တမ်းဓာတ်ပုံတွေကစာတင်ကြောင်းအနိကျရောပေါက်ကွဲခဲ့တာမဟုတ်ဘဲနဲ့ဘာသာဖြန့်ခဲ့ရတယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့ကြားသိရပါတယ်။အဲဒါဆိုလို့ရင်းကိုပြန်ဆက်ရရင်တော့ဒီနေ့နိုဝင်ဘာ26ရက်နေ့မှာပဲတမ်မတော်စစ်ကြောင်းတွေကမဒရီယာဧရိယာအလုံးကိုထိန်းချုပ်ပြီးတော့စင်ကူဧရိယာထိကိုနေမရှင်လေးဆောင်ရွက်နေပြီဖြစ်ပါတယ်။မကြာခင်ရပ်ပိုင်းအတွင်းစင်ကူဧရိယာတကျော်လုံးကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်သွားဖို့အလားအလာတွေရှိနေပါတယ်။ လက်မှန်လာကူတာတမရစစ်ကြောင်းတွေထိန်းချုပ်နိုင်ခဲ့မယ်။ ARM ရဲ့ကန်နဆတ်မှာရှိနေတဲ့ထုံကြီးတိုက်နယ်အစေအသက်အရိကနေတစင်ဒီရွှေလေးဆင်ကူဒီနေရာတကြောလုံးကူတာထိန်းချုပ်ထားနိုင်ခဲ့မယ်ဆိုတော့ ARM ရဲ့အရှိဘက်နဲ့ ARM ရဲ့အနောက်ဘက်အကြမ်းဖက်သမားတွေကိုဇုံတတ်မှတ်ပြီးတော့နေမရှင်လေးဆောင်ရွက်လို့ရပြီဖြစ်ပါတယ်။ လက်ပံလာလောက်ထိထိန်းချုပ်ထားနိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်းလက်ပံလာနဲ့ဝါဖြူတောင်ကြားမှာရှိနေတဲ့ဖော်တော်လန်းဆောင်ကြားမှာရှိနေတဲ့အကြံဖက်သမားတွေထိန်းချုပ်ထားတဲ့နေရာတွေကိုလည်းတောက်လျှောက်ဆူသလိုစေရေးအရာထိန်းချုပ်နိုင်တော့မှာဖြစ်ပြီးအကြံဖက်သမားတွေကိုလည်းအမဲချေချွေနိုင်တော့မှာဖြစ်ပါတယ်။ဒါအပြင်ဝါဖြူတောင်ဖော်တော်လန်းဆောင်ပတ်ဝန်းကျင်ဒီစင်ကူးတပေကျင်းလမ်းမိုက်တွေမှာရှေခိုးတူးနေတဲ့အဖွဲတွေဝတ်တွေဖက်ရှည်လက်ကြချောင်းကြီးကြီတော့ပေါ့စားရရွာတွေအလုံးကိုလည်းဆက်လက်ပြီးနေမရှင်းလေးဆောင်ရွက်သွားဖို့လိုပါတယ်။ဒီလမ်းကြောင်းတစ်လျှောက်မှာအကြံဖက်သမားတွေရဲ့စက်ကြီးခိတ်တွေအများကြီးရှိတယ်လို့ အတွင်းပိုင်းမှာရှိနေတဲ့လိပ်ကြဝက်တီဖက်ရှည်ရွာတွေကလည်းအကြံဖက်တွေရွှေခိုးတူးနေကြဆဲဖြစ်ပါတယ်ဒီနေရာတွေကိုလည်းဒီချင်းတွင်းမြင့်နဲ့မူးမြင့်တစ်လျှောက်ကရွှေမျောဖောင်တွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်တယ်လို့ပဲအကြံဖက်တွေတည်တံ့ရှိနေတဲ့နေရာဖြစ်တဲ့အတွက် PPC စီးနေတွားရောက်လေကြောင်းတိုက်ခိုက်မယ်ဆိုရင်အကြံဖက်သမားတွေအတွက်အိမ်မဆိုးတွေဖြစ်လာနိုင်နေဆိုတော့အကြောင်းအရာကိုတင်ဆက်ပေးခြင်းပါတယ် အဲ့ဒါကတော့ဒီမက်ဒီယာစင်ကူတဲ့ကျောလုံးကိုတက်မတော်ကပြန်လဲထိန်းချုပ်နိုင်ခဲ့တယ်ဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့မက်ဒီယာမြို့နယ်တစ်ခုလုံးကိုတက်မတော်ကအပြေးဝထိန်းချုပ်လိုက်ပြီးဖြစ်တဲ့အကြမ်းဖက်သမားတွေကိုလည်းဒီစစ်ရှုံးပြီးတော့အရှုံးနေနဲ့အလဲလဲအကွဲကွဲနဲ့အထီးကနစ်နာမှုများစွာနဲ့ဆုတ်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ်။ဒါဒီမရရကြောလုံးကိုထင်းချုပ်ပြီးစင်ကုကိုဆက်လက်ထိုးစစ်ဆင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မုကုတ်နဲ့မူမေဖြစ်ပါတယ်။ မိုးကုတ်မှာပလောင်လက်နက်ကိုင်တပုံတရန်နဲ့အလေကအပြစ်ခတ်ရက်စဲရေးစာချုပ်အော်တိုဘာ29ရက်နေ့ကချုပ်ဆိုလိုက်ပြီးတဲ့နောက်အခုလာမယ့်နိုဝင်ဘာ20ရက်နေ့ကပဲအကြမ်းဖက်တွေရဲ့ပလောင်လက်နက်ကိုင်တပုံတရန်နဲ့အလေရဲ့အုပ်ချုပ်ရေးရန်ရဲအားလုံးရက်ဆိုင်ပေးခဲ့ရပါတယ်။နိုဝင်ဘာ25ရက်နေ့မနေ့ကစပြီးတော့ပလောင်လက်နက်ကိုင်တပုံတရန်နဲ့အလေနဲ့အပေါင်းပါတွေ PDF တွေအကြမ်းဖက်သမားတွေအားလုံးမိုးကုတ်ကနေစွန့်ခွာပေးရပြီးတော့မိုးမိတ်မှာသွားရောက်စုဖွဲ့နေတယ်ဆိုတဲ့တဲ့င်းတွေကြားသိရပါတယ်။ဒါပေမဲ့ဒီနေ့နိုဝင်ဘာ26ရက်နေ့ကျွန်တော်တို့ထပ်မံရရှိတဲ့တဲ့င်းအရာတော့မိုးကုတ်မြို့ထဲမှာတမရော်စစ်ကြောင်းတွေဝင်ရောက်နေတယ်ဆိုတဲ့တဲ့င်းတွေကိုလည်းကြားသိရသလိုမိုးမိတ်မဲမှာလည်းဒီတမရော်ရဲ့ဆာယာဖာလုံးညုံကြီးတပ်ဖွဲ့ဝင်တချို့တရားနေပါရောက်ရှိနေတယ်ဆိုတဲ့တဲ့င်းတွေကြားသိရပါတယ်။ပြင်ဒီနေ့မိုးကုတ်မြို့ထဲမှာဆိုလို့ရှိရင်လည်းတမရော်စစ်ကြောင်းတွေကမိုးကုတ်ရဲ့ဒီအဓိကဆိုးရယုံဌာနဆိုင်ရာတွေစိုက်ခဲ့တဲ့နေရာတွေရေစခန်းနေရာတွေကိုတမရော်စစ်ကြောင်းတွေအဲဒီ ီစိတ်ကနေပြန်လည်ပြီးတော့ဝင်ရောက်စုဖွဲ့လာတယ်ပြုလုပ်နေရဆိုတဲ့တည်င်းနဲ့လည်းကြားသိရတယ်လို့ဝါဖြူတော်ဖော်တော်လန်းဆောင်ကနေမိုးကုတ်ကြက်ပြင်းကြားမှာရှိနေတယ်ဒီပြောင်းမြန်ရွာတော့ကြောက်ဖားကိစတဲ့နေရာတွေမှာလည်းတမတော်စစ်ကြောင်းတွေ20နဲ့50ကြာဝင်ရောက်စကန်ချနေတယ်ဆိုတဲ့တည်င်းနဲ့လည်းကြားသိရပါတယ်မိုးကုတ်မြို့ထဲမှာလည်းအဓိကအရေးပါတဲ့နေရာတွေမှာတမတော်ရဲ့စစ်ကြောင်းတချို့လွန်ညိုရေးတပ်ဖွဲ့ဝင်တချို့အဖွဲ့ငယ်တွေခွဲပြီးတော့ ဒုံညုံကြီးဆောင်ရွက်နေတယ်ဆိုတဲ့တဲ့င်းတွေကြားသိရပါတယ်။ဒါပေမဲ့မိုးကုတ်မြို့ကိုတမတော်စစ်ကြောင်းတွေဒီအပြေးဝပြန်လည်ဝင်ရောက်လာမယ်။နိုင်ငံဝန်ထမ်းတွေပြန်လည်ဝင်ရောက်ပြီးတော့အုပ်ချုပ်ရေးရန်တွေကလက်ပတ်မှာကတော့လာမယ်နိုဝင်ဘာ30ရက်နေ့ဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့တမတော်စစ်ကြောင်းတွေနဲ့ဒုံညုံကြီးတပ်ဖွဲ့ဝင်တွေတချို့ကပြီးခဲ့တဲ့နိုဝင်ဘာ20ရက်နေ့ပလောင်အကြမ်းဖက်တွေရဲ့ဒီပလောင်အုပ်ချုပ်ရေးရန်တွေကရက်ဆိုင်နေနေကစပြီးတမတော်စစ်ကြောင်းတွေရောက်ရှိနေခဲ့ဆိုတဲ့တဲ့င်းကိုကြားသိရတဲ့အတွက်တကယ်ကိုမှန်သက်အံ့ဩမိပါတယ်။ အကြမ်းဖက်တွေရှိနေတဲ့ကြားတွေကတမလွန်စစ်ကြောင်းတွေကမိုးကုတ်မျိုးတွေကိုဘလို့များရောက်ရှိသွားပါတယ်။မိုးကုတ်ကိုခြေတက်နေတဲ့တမလွန်စစ်ကြောင်းကြီးတွေရပ်တန့်ထားပေမဲ့မိုးကုတ်မျိုးကိုဝင်နိုင်တဲ့လမ်းကြောင်းနိုင်ငံတမလွန်ပြည်တော်စုတမလွန်ကမြန်မာနိုင်ငံအနှံ့ပြဘယ်နေရာဘယ်ဒေသကိုမဆိုရေချားမြေချားတောတွေတောင်တွေကိုဖြတ်တန်းပြီးတော့သွားရောက်နိုင်နေဆိုတဲ့အခင်းကျင်းတဲ့ဆန်းဆောင်ရည်ကိုအခုမိုးကုတ်မှာမြင်တွေ့ရတာဖြစ်ပါတယ်။မထင်မှတ်ထားတဲ့နေရာတွေကနေမိုးကုတ်မျိုးရဲ့အဓိကနေရာတွေကိုဝင်ရောက်စိတ်ဝင်တက်ဆွဲထားတာဖြစ်ပါတယ်။ဒါအပြင်မိုးမိတ် မိုးကုတ်နဲ့မိုးမိတ်ဆိုတာက28မိုင်မိုင်30ကျော်အကွာဝေးရှိပါတယ်။မိုးကုတ်မြို့ကိုပလောင်လန်းနဲ့ကင်တဘုံ DNA လေးကအပြစ်ခတ်ရက်စဲရေးစာချုပ်ကလွယ်လွယ်ပြောင်းပေးရမှာဖြစ်တယ်လို့မိုးမိတ်မြို့လည်းပါဝင်ပါတယ်။ဒါပေမဲ့မိုးမိတ်မြို့ကိုပလောင်အကျန်းဖက်သမားတွေလက်လွတ်ရမယ်ဆိုပေမဲ့ကချင်လန်းနဲ့ကင်တဘုံ KIA က NUGP ပြည်အုပ်စုရဲ့ PDF တွေအားကိုအသုံးချပြီးတော့မိုးမိတ်ကိုဆက်လက်ခြေကုပ်ယူထိန်းချုပ်ဖို့ရည်ရွယ်ထားတာရှိပါတယ်။ ါပေမဲ့မနေ့ကနိုဝင်ဘာ25ရက်နေ့ညနေပိုင်းရတဲ့သတင်းတွေအရမူမိတ်မျိုးထဲမှာလည်းတပ်မတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ဝင်ရောက်စိတ်ဝင်နေတဲ့ရင်ကားတွေနဲ့ဖိုးဝင်းနေတဲ့ဝင်ရောက်လာတယ်ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်တပ်မတော်စစ်ကြောင်းတွေကမိုးကုတ်မြို့ရဲ့အနီးဆုံးကိုရောက်ရှိပြီးတော့နိုဝင်ဘာ20ရက်နေ့ကလေးကမိုးကုတ်ကနေတဆင့်မူမိတ်ကိုပြန်လည်ဝင်ရောက်လာတယ်ဆိုတဲ့အခြေအနေမျိုးကိုခံမှန်းရပါတယ်ဆိုတော့လက်ရှိဒီမိုးကုတ်နဲ့မိုးမိတ်ပြန်လည်လွှဲပြောင်းရေးအခင်းကျင်းကအားလုံးစိတ်ဝင်စားနေကြတဲ့အချိန်မှာပဲ PDF တွေအကြမ်းဖက်တွေမုကုတ်မျိုးကိုအသေးခံတိုက်ခိုက်ခဲ့ကြတဲ့ NUG ပြည်ရေးအုပ်စုရဲ့အုံချခံတွေအားလုံးခွေမောင်းတယ်လို့မောင်းထုတ်ခံရပြီးတဲ့နောက်မုကုတ်ကနေမုံမိတ်အခုမုံမိတ်မှာလည်းမုံမိတ်မျိုးထဲမှာဝင်ရောက်အခြေချခွင့်မရဘဲနဲ့ပလောင်လက်နက်ကင်တပုံ DNL ကိုတိုင်တမ်းမတော်စစ်ကြောင်းတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလုံခြုံရေးပေးအကားအွယ်ပေးပြီးတော့ခေါ်ယူလာရတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်ဒါကနိုင်ငံရေးအသာချက်ပါနိုင်ငံရေးမှာ soft power နဲ့ hard power ရှိတဲ့ထဲကမှလက်ရှိနိုင်ငံတော်အစိုးရကနိုင်ငံရေးကစားကွက်ကိုရွှေ့ပြီးတော့ အပြစ်ခတ်ရဲစဲရေးစာချုပ်ချုပ်စုလိုက်တယ်။နိုင်ငံရေးစွမ်းအားနဲ့ soft power နဲ့ပဲဒီကြီးတစ်ချက်ဖောက်เสียရမလို့ပဲနဲ့အကြံဖက်တွေကိုနိုင်ငံရေးနည်းအရဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုနိုင်ငံရေးအဖိအားပေးနိုင်ခဲ့တာကိုပဲပလောင်လက်နိုင်ကန်တဲ့ပုံတင်တဲ့အလီကတရုတ်နိုင်ငံဘက်ကနိုင်ငံရေးဖိအားတွေရှိခဲ့တယ်ဆိုပြီးတော့တိတ်ခါစဲပြောဆိုနေပေမဲ့တောင်ခန်းကနေနောင်ချိုနောင်ချိုကနေကြောင်မဲတီဘိုးကိုထိုးစစ်ဆန်တဲ့အချိန်အလဲလဲအကွဲကွဲနဲ့ဆစ်ရှုံသွားကြရတဲ့အကျန်းဖက်အဖွဲ့တွေရဲ့ပြောစကားကရှေ့မှာတက်တည်တာရကတွေနဲ့ရှိတာပြီးဖြစ်တဲ့အတွက် တရုတ်နိုင်ငံရဲ့နိုင်ငံရေးပီအာလာတမတော်ရဲ့ထိုးစစ်ကိုကြောက်လန့်လို့လာဆိုတာကတော့အလုံးချိန်ထိုးကြည့်မယ်ဆိုရင်ပြန်သာမြင်သာပြီးဖြစ်ပါတယ်ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရမယ်ဆိုရင်တော့ဝိုးကိုမျိုးကလည်းတမတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ဝင်ရောက်နေပြီးဖြစ်တယ်အကြမ်းဖက်တွေနဲ့ PDF တွေစကန်ချထားတဲ့နေရာတွေကိုဆက်လက်ပြီးစကန်ချထားခြင်းရှိမရှိမိုင်းထောင်ထားခြင်းရှိမရှိအကြမ်းဖက်လုပ်ငန်းတွေတချို့တင်ပြင်ဆင်အနောက်ရှက်လုပ်ငန်းတွေပြုလုပ်ထားခြင်းရှိမရှိအတွက်ရှေ့ပြေးအဖွဲ့တွေရောက်ရှိနေတယ်ဆိုတဲ့သတင်းကိုကြားသိရပါတယ် မိုးကုတ်မြို့ထဲသာမကမိုးမိတ်မြို့ထဲမှာလည်းတမရရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဝန်ရောက်နေပြီဖြစ်ပြီးတော့ပလောင်လက်နက်ကိုင်တပုံ TNLA ကိုရိုက်မိုးမိတ်မှာသွားရောက်စုဖွဲ့နေတဲ့မြင်းမြန်ဘလက်တိုက်ကာကမိုက်ခဲလို့အဖွဲ့တွေနထိုးကြီးစိုးအောင်လို့အဖွဲ့တွေနောက်ပြီးတော့သူပရရာသာကိုတက်တို့လို့အဖွဲ့တွေကအစ မိုးမိတ်မြို့ရဲ့အစွန်အဖျားတောင်ခြေချခွင့်မရဘဲနဲ့မောင်းထုတ်နေတယ်ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်အခုဆိုရင်တော့မိုက်ခဲတို့ကိုနထိုးကြီးစိုးအောင်တို့ကိုကိုသက်တို့အဖွဲ့ရိအပါအဝင်စကိုင်းနဲ့မတရားတကြောကအညာသာတောသားတွေမြန်ရောစောမှာရှိနေတဲ့အညာသာတောသားတွေအားလုံးကမိုးကုတ်ကနေမိုးမိတ်ကိုရွှေ့နေရတယ်မိုးမိတ်ကနေမောင်းထုတ်ခံရတာဖြစ်တဲ့အတွက်မဘင်းကိုသွားမလားနန်းဖက်ကရှမ်းနန်းဖက်ကကိုသွားမလားဆိုတဲ့အခြေအနေကနေအခုဆိုရင်တောင်မြင်လွတ်တဲ့ခွေးဘွားကိုရောက်ရှိနေပြီဖြစ်ပါတယ် ဆပြီးတော့လာတော့ကတော့မုံမိတ်မျိုးကိုခွဲတန်းချပြီးကြောက်တူးခွင့်ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အာပေါင်အာရင်တန်တန်နဲ့မိုးကုတ်မျိုးကိုကာကွယ်ရေးဆိုတဲ့ကောင်းစဉ်နဲ့ဒေါ်လာ8000ကိုတော့ပကေးရိုက်သွားခဲ့ပါတယ်။တကယ်တမ်းကျတော့နထိုးကြီးစိုးအောင်ကိုမြင်းညံဗလက်တိုက်ကားကအဖွဲ့တွေကိုမတိရယွမှုနဲ့နေမီကန်တပ်ဖွဲ့တွေရဲကွန်မန်ဒိုတွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ရှုံးတွေနဲ့အလဲလဲအကွဲအကွဲနဲ့ဆစ်ရှုံးပြီးတော့စစ်ဘေးရှောင်အကြံဖက်အနေနဲ့မိုးကုတ်မှာသွားရောက်ခိုးလုံနေတာဖြစ်ပါတယ် ဒါပေမဲ့လည်းအခုဆိုရင်တော့မိုးကုတ်မှာလည်းပလောင်ကမောင်းထုတ်လိုက်ပြီမိုးမိတ်ရဲ့အဖျားအနာတော်မှာအခြေချခွင့်မရတော့တဲ့ PDF တွေရဲ့ဘဝကလည်းတကယ်ကိုတောင်မြေလွတ်တဲ့ဖွေးဘဝကိုရောက်သွားပြီဖြစ်ပါတယ်ဆိုတော့အခုဒီနေ့ကနိုဝင်ဘာ26ရက်နေ့ဖြစ်တဲ့အဲလာမယ့်နိုဝင်ဘာ30ရက်နေ့မှာတမလို့စစ်ကြောင်းတွေနိုင်ငံဝန်ထမ်းတွေရန်နန်းလိုက်ကြီးဝင်ရောက်ပြီးတော့မိုးကုတ်မြို့ရဲ့ရန်နဲ့အားလုံးကိုပြန်လည်လေပတ်တော်မလားတနက်တစ်ချက်ဖောက်စရာမလိုပဲနဲ့နိုင်ငံရေးတွစ်ဆုံဆွေးနွေးမှုနိုင်ငံရေးအရာဟပ်ပါဝါနဲ့ဆော့ပါဝါကို မြကြီးထားကစားခဲ့တဲ့နိုင်ငံအကြီးအကဲတွေတက်မလို့အကြီးအကဲတွေရဲ့နိုင်ငံရေးကစားမှုတွေကနေတဆင့်နိုင်ငံရေးယဉ်ကျေးမှုတစ်ခုလုံးကိုဖိဖိစီစီတိမ်တိမ်မွေ့မွေ့နဲ့အကောင်းဆုံးဆောင်ရွက်သွားနိုင်တာကိုလည်းအခုမိုးကုတ်မြို့ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အခင်းချင်းကိုမြင်တွေ့ရုံနဲ့သိတာပြီးဖြစ်ပါတယ်ဒါကဒီပလောင်လက်နဲ့ကင်သဘောင် DNA တွေစစ်ရှုံးသွားတဲ့အချိန်အပြစ်ခက်ရဲစဲရေးစာချုပ်ချိုးဆိုပရစီဆိုပြီးတော့ကိုကြည်မြောက်ကိုမင်းဆွေးနွေးပွဲအတွင်းခါခါရရနဲ့တောင်းပန်ခဲ့ပြီးတဲ့နောက်အပြစ်ခက်ရဲစဲရေးစာချုပ်ချိုးဆိုလိုက်တာတွေရဲ့ဒီတလားမပြည့်ခင်အချိန်မှာ ဖြစ်ပေါ်လာတဲ့အခင်ကျင်းပဲဖြစ်ပါတယ်။အဒီမပြုတ်နိုင်တဲ့သတင်းတွေအရတော့ပလောင်လက်နက်ကိုင်တဘော DNL အပြစ်ခက်ရစဲရေးစာချုပ်ချိုးဆိုလိုက်တဲ့အော်တိုဘာ29ရက်နေ့ကနေနိုဝင်ဘာ29ရက်နေ့အထိတက်လာအတွင်းမိုးကုန်နဲ့မိုးမိတ်ကိုလွှဲပြောင်းပေးရမယ်ဆိုတဲ့သဘောတူညီချက်ရှိထားတယ်လို့သိရပါတယ်။ ။ဒါကြောင့်ဒီသဘောတူညီချက်အတိုင်းသဘောတူညီချက်အရပေးထားတဲ့တလတာကာလအတွင်းနိုဝင်ဘာ30ရက်နေ့မှာကုံဆုံးမှာဖြစ်တဲ့အတွက်နိုဝင်ဘာ30ရက်နေ့မှာနိုင်ငံဝန်ထမ်းတွေတက်မတော်သားတွေအပြစ်မဲ့အယက်သားဒေသခံမိဘပြည်သူတွေအားလုံးပြန်လည်ဝင်ရောက်လာကြတော့မှာဖြစ်တဲ့ဆိုရယ်အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုပါရခင်ဗျာ။